ိုင်ငံတော်သမ္မတဦးသိန်းစိန်ကဒီကနေ့ဇန်နဝါရီလ28ရက်နေ့မှာလွှတ်တော်မှာမိန့်ခွန်းပြောကြားခဲ့ပါတယ်ဒီမိန့်ခွန်းနဲ့ပတ်သက်ပြီးတော့ဒီသမ္မတရဲ့မိန့်ခွန်းကိုစောင့်ကြည့်အဲသတင်းယူတဲ့ဟိုကျမတို့ရဲ့သတင်းတောက်ကိုညီငယ်ကိုမေးမြန်းကြည့်မှာဖြစ်ပါတယ်ရှင်အာဟုတ်ကဲ့ကိုညီငယ်ရှင်ဒီကနေ့ဟိုသမရကလွှတ်တော်မှာမိန်ကွန်းပြောသွားပါတယ်အဲ့ဒီမိန်ကွန်းနေမှာဟိုထူးခြားချက်ကဘာတွေများတွေ့ရပါလဲရှင်ဟုတ်ကဲ့ဟိုဒီနေ့တော့ဒီသူ့ရဲ့သမရ၅နှစ်တက်တန်းပေါ့နော်၅နှစ်တက်တန်းအတွင်းမှာသူတို့အစိုးရဖွဲ့တဲ့ဒီ လုတ်ခဲ့တဲ့ဘောနော်ဒီ policy တွေမူဝါဒအပြောင်းလဲတွေเนาะခန္ဓာအစုံမပါရီလုတ်ခဲ့တယ်သူတို့ပြောရပြအဓိကပညာရေးစံမာရေးเนาะနိုင်ငံရေးအဲ့ခန္ဓာစုံမှာသူတို့ဒီစီးပွားရေးဆိုလဲအဲ့လိုကိန်းကနဲနဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့သူတို့အစိုးရတက်တမ်းမှာဘာတွေလုတ်ခဲ့လဲဘာတွေဖွံ့ဖြိုးတိုးတက်မှုရှိလဲအဲ့ဒါတွေတော့အဓိကဖွံ့ဖြိုးတိုးတက်မှုတွေပေါ့တိုးတက်မှုတွေပဲအဓိကထောက်ပြပြီးတော့ပြောသားအောင်လဲတွေ့ရတယ်ဒီပေါ့အဓိကဟိုအားသာချက်တွေပြောเนาะအားနည်းချက်တွေတော့ထောက်ပြပြီးပြောသွားတော့ကျွန်တော် မတွေ့ရဘူးဗျဟုတ်ကဲ့ဟုတ်ကဲ့ကိုညီငယ်ကြီးနောက်ပြီးတော့အဲ့ဒီသမရရဲ့မိန်ကုန်းနဲ့မှာဟိုအာနာလွှဲပြောင်းရင်းနဲ့ဟိုပတ်သက်ပြီးတော့လည်းသူထက်သွင်းကြားသွားတာလည်းတွေ့ရပါတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုညီငယ်ရဲ့သုံးသက်ချက်လေးကြောပြပေးပါဦးရှင်ဟုတ်ကဲ့ဒီကောဒီပထမသူတို့ပြောတဲ့ဟိုအတိုင်းပါပဲဒီအာနာလွှဲပြောင်းရေပေါ့ဒီငင်းရဲ့လွှဲပြောင်းမိမယ်ဟိုဒါပေမဲ့သူပြောသွားတဲ့တစ်ခုကတော့ဗျာဒီပထမတော့ကဒီအရင်အစိုးရဒီလက်ထက်တွေတုံးကအတိုင်းပါပေါ့နော်သူတို့တွေကဒီဒီဘက်အချမ်းမှာကြတော့ကျွန်တော်ဒီမိုကရေစီကိုဖော်ဆောင်ပေးခဲ့ရေဆိုပြီးတော့ ီ2010ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်အဲ့တော့ဒီ2010ရွေးကောက်ပွဲအပြီးမှာဒီ2015ရွေးကောက်ပွဲဆက်ပြီးတော့ဖြစ်လာတယ်2015ရွေးကောက်ပွဲမှာကျတော့သူတို့ဒီနော်သူတို့ပါတီကအနိုင်မရခဲ့ပေမဲ့ဒီအာဏာလွတ်ပြောင်းဖို့ကိုလည်းသူတို့ဒီဆက်ပြီးတော့လုပ်ပေးမယ်ဆိုရက်အကြောင်းပေါ့နော်အဓိကတော့ဒီသူတို့ပါတီနော်ကြက်ခိုင်ပါတီကနေပြီးတော့ဒီ NLD ပါတီကိုအာဏာလွတ်ပြောင်းရမှာတည်ငင်နဲ့လွတ်ပြောင်းဝေးမှာပေါ့နော်ဒါပဲအဓိကပြောရပါအဓိကဟိုထူးခြားတော့ထူးခြားတော့အဓိကကျွန်တော်တို့ကြည့်ရတော့ ဒီအားနည်းချက်အားသာချက်ဆိုတာဒါအစိုးရဖွဲ့တိုင်းမှာတော့ရှိတာပေါ့နော်ဒါပေမဲ့အခုကတော့ကျွန်တော်တို့ဒီအားသာချက်တွေပဲပြောသွားတော့တွေ့ရတယ်အားနည်းချက်တွေတော့မတွေ့ရဘူးဗျဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်အဲ့ဒီသမရယုံဝန်ကြီးအဲသမရယုံကညွှန်ကြားမှုကြောင့်ကလည်းသူရဲ့ဖိုင် Facebook မှာပါရေးထားလဲဆိုလို့ရှိရင်ဒီနေ့မိန့်ခေါ်ဟာတဲ့ဒီသမရကြီးရဲ့သမရ ဒီသမရ9နှစ်တက်တန်းအတွင်းမှာပေါ့လေဟိုနောက်ဆုံးပြောကြတဲ့မိန့်ခွန်းဖြစ်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်ရှင်ခုနကကိုညီငယ်ပြောသလိုပဲဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်းအလေးပေးဆောင်ပေးပြီးတော့ပြောထားပါတယ်ဒါနဲ့ကျမတို့ရဲ့ဟိုမီဒီယာလောကနဲ့ပတ်သက်ပြီးတော့ဟိုထည့်သွင်းပြောကြားထားတဲ့အချက်ကလေးလည်းရှိတယ်ပါတယ်အဲ့ဒါလေးပြောပြပေးပါရှင်ဟုတ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်သတင်းယူရဲ့ဟိုဒီမှာစောင့်ကြည့်ပြီးတော့သတင်းယူရဲ့အခါမှာအခုကျွန်တော်တို့လက်ရှိဟိုကျွန်တော်သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ရတော့เนาะဒီကျွန်တော်ဒီအစိုးရတက်တန်း၅နှစ်အတွင်းမှာအများကြီး ဟိုလှုပ်ရှားမှုတွေအများကြီးစန့်ကျင်ဆန္ဒဆန္ဒပြောင်းမှုတွေเนาะဟိုလှုပ်ရှားခွင့်အတွက်တိုက်ပွဲဝင်ခဲ့တဲ့မီဒီယာသမားတွေလည်းအများကြီးရှိခဲ့တယ်အဲ့တော့ဒီမှာအခုဆိုရင်ဒီဟိုသတင်းမီဒီယာဥပဒေတော့ပေါ်လာပြီပေါ့เนาะဒါပေမဲ့သူပြောတာကတော့တခုကဒီနောက်ထပ်ဒီဥပဒေတခုထပ်ပြီးတော့လုံနေတယ်လို့တွေ့ရအဲ့ဒါတော့ကျွန်တော်ဒီမှာဟိုမှတ်ထားရတော့ရှိတယ်ဗျအဲ့ဒါတော့ဒီမီဒီယာကန်တာပေါ့เนาะမီဒီယာနဲ့ပတ်သက်ရင်းနဲ့ဒီမှာအဓိကသတင်းချက်လက်တွေနဲ့ တရင်အချက်လက်ဆိုင်ရာအခွင့်အရေးတွေကိုနော်ဥပဒေနဲ့ဥပဒေနဲ့ဟိုအကောင့်တွေဖော်နိုင်အောင်နောက်ကျင့်ဝတ်ရေးရမှာလဲဒီသတင်းမီဒီယာကျင့်ဝတ်မှာလဲတကယ်ကိုကျင့်ဝတ်တိုင်းလုံနိုင်ဥပဒေဆိုင်ရာပြဿနာတွေကိုညွန်နေပပြအောင်ပေါ့နော်သတင်းမီဒီယာတွေနဲ့ဒီတကယ်ကို criminal law ပြုဆိုင်ဥပဒေနဲ့ပတ်သက်ပြီးတော့သတင်းမီဒီယာတမိုင်းအထိတ်တိုက်ဖွတ်တိုက်မိတဲ့ဥပဒေတွေရှိကြပေါ့နော်အဲ့ဒီဥပဒေတွေနဲ့သတင်းမီဒီယာတမိုင်းရင်ဆိုင်နေတဲ့ပြဿနာညွန်နေအောင်လို့ဒီဥပဒေတစ်ခုသူရေးဟို ရေးဆွဲပြီးသွားပြီလို့ပြောပါတယ်ဒါကိုလည်းဒီဆက်လက်ပြီးတော့နောက်အစိုးရဖွဲ့ရနေဆက်လက်အကောင့်တွေပေါ်မှာဖြစ်တယ်လို့လည်းသူကဟိုသူ့ရဲ့မိကုံမှာထည့်သွင်းပြောတာအဲ့တော့ကျွန်တော်ခြုံပြောရရင်ပေါ့နော်ဒီစီးပွားရေးရကိန်းကနန်းတွေလည်းဟိုအများကြီးကျွန်တော်တွေ့ရပါတယ်ဒီကုံတွယ်မှုမှာဆိုလည်းကျွန်တော်တို့ဒါတခြားကဏ္ဍပေါ့နော်တခြားကဏ္ဍကျွန်တော်တို့ဒီမှာမတားရရအရာဆိုရင်ကုံတွယ်မှုမှာဆိုလည်းဒီပုဂ္ဂလိကကဏ္ဍကုံတွယ်မှုမှာဆိုရင်ဒီ20ဒသမ8ရာခိုင်နှုန်းလောက်ပေါ့နော်ဒီပုဂ္ဂလိကကဏ္ဍနေပြီးတော့မြင့်တက်လာလို့ပြောရတယ်ဒီ လေယာစီးပွားလေယာထွက်ကုန်ကဏ္ဍမှာဆိုပုံပြီးကအခန်းကဏ္ဍက69.2ရခိုင်တော့တဲ့သူတိုးတက်လာပါတော့အဲ့လိုပဲဝန်ဆောင်မှုကဏ္ဍမှာဆိုလဲ83ရခိုင်တော့လောက်ဟိုဒီတိုးတက်လာလို့ပြောပါအဓိကတော့ကဒီကျွန်တော်ဒီနေ့တွေ့ရတော့ဒီအစိုးရဒီ9နှစ်တက်တန်းပါနော်ဥပဒေအစိုးရ9နှစ်တက်တန်းတွင်မှာဒီလောက်ခဲ့ဟိုအကောင့်တွေပေါ်ခဲ့အရာတော်တော်များတော့ရှိပါတယ်ဒါပေမဲ့ဟိုအားနဲ့ချက်တွေရတယ်အများကြီးရှိမှာပါရှိပါတယ် ။ဘာလို့လဲဆိုတော့ဒီကျွန်တော်ရက်ဖက်အဖွဲ့အစည်းတွေအများကြီးဂျားရဲမှာပွတ်တိုက်မှုတွေအများကြီးရှိခဲ့တာပဲ။ဒါပေမဲ့အဲ့ဒါကတော့ပြီးတန့်ကြီး तू ကသူ့မိကုံမှာထည့်သွင်းပြောတာတော့ကျွန်တော်မတွေ့ရဘူးကြ။အဲ့အဲ့တခုတော့ကျွန်တော်ရှိပါတယ်လေ။ဟုတ်ဟုတ်ကဲ့ပါကိုကြီးငရဲ့အခုလိုမျိုးတမနာရဲ့မိန်ကိုခြုံငုံတုံးတက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ရှင်အဲဒါကတော့ဒီကနေ့လွတ်တော်မှာသမရပြောကြားသွားခဲ့တဲ့မိန်ကွန်းနဲ့ပတ်သက်ပြီးတော့ခြုံငုံသုံးသက်ချက်ကိုကျမတို့ရဲ့သတင်းတောက်ကိုကိုညီငယ်ကိုမေးမြန်းခဲ့တာပါရှင်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်